சிங்கள வர்ஷன் ခေတ္တ new channel မှာထိတ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တန်တောင်ကြီးနဲ့ရေဒါရှေတို့တွေ33ရက်ကြာတိုက်ပွဲဖြစ်ပြီးဒုတရင်မူတိမ့်တန်းအပါဝင်စစ်သား88ဦးသေဆုံးပြီး3ဦးအလင်းဝင်တိုက်ပွဲအတွင်းစစ်တပ်ဤလေကြောင်းဖြင့်မှားယွင်းပစ်ခတ်မှုကြောင့်သေဆုံးသူများပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်နဲ့ပဲခူးတိုင်းရေဒါရှေမြို့နယ်တို့တွင်33ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးဒုတရင်မူ တိမ့်တန်းအပါဝင်စစ်သား88ဦးတိဆုံပြီးစစ်သား3ဦးအလင်းဝင်ရောက်ခဲ့ကြောင်းနေပြီးတော့တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်ဇန်နဝါရီလ29ရက်နေ့တွင်တန်တောင်ကြီးမြို့နယ်ရှမ်းလှပြင်စစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့မှပိတ်ဆို့ထားခဲ့ရာဖေဖော်ဝါရီလ9ရက်နေ့တွင် ဂျေကတော်စစ်ကောင်စီတပ်စခန်းမှရှမ်းလေပြင်းတပ်စခန်းတို့အင်အား30ကျော်ပါစစ်ကူစစ်ကြောင်းထွက်လာတဲ့ပြင်နေပြီးတော့တိုင်းစစ်ဌာနတရင်106 KNL တပ်မဟာနှင့်အထူးတရင် KNDO တပ်ခွဲလေးတို့ကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ပွဲအတွင်းခလာရ29တရင်မှဒုတရင်မှုတိမ့်တန်းအပါဝင်စစ်ကောင်စီတပ်သား16ဦးသေဆုံးခဲ့ပြီးလက်နက်ငယ်အချို့နဲ့ခဲယမ်းများတိမ့်စီရရှိခဲ့ကြောင်းသိရပါတယ်။မလတရက်နေ့နနက်10:00နာရီခန့်တွင်နေပြည်တော်ပြင်မနာမြို့နယ်တောင်မြင့်ရွာမှာ ပြေးရွာသို့ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်900တပ်ရင်800လေးတပ်ရင်800ခွန်းတပ်ရင်800 RTC စစ်ကြောင်းတန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့နဲ့ KNTO တပ်တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာမွန်တက်12နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါတယ်။မတ်လ23ရက်နေ့ညနေ9နာရီတွင် နေပြည်တော်မှာစေလွတ်တိစစ်ကောင်စီ၏တပ်မ88လက်အောက်ခံ တက်အင်အား300ခန့်သည်အင်အား100ခန့်စီပါစစ်ကြောင်း3ကြောင်းဖြန့်ကရေနီမြို့နယ်မိဤကလေးကျေးရွာအနီးသို့ဝင်ရောက်လာတဲ့ဖြင့်နေပြီးတော့တိုင်းစစ်ဌာနတက်ရင်900တက်ရင်800လေးတက်ရင်800ခွန်တက်ရင်800 RTC စစ်ကြောင်းတန်းအောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့နှင့် KNDO တပ်တို့ပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့ရာညနေ6နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါသည်မလ24ရက်နေ့နနက်8:00နာရီမှ17:00နာရီအထိရေတာရှည်မြို့နယ်ဗောရီကုံကျေးရွာအနီး၌အင င်းအား300ခန်းပါစစ်ကောင်စီတပ်ကအင်းအား100ပါစစ်ကြောင်း3ကြောင်းဖြန့်ခွဲ၍ရှေ့တိုးလာခဲ့ရာပူပေါင်းတပ်များနှင့်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးရင်းတိုက်ပွဲအတွင်စစ်ကောင်စီတပ် Jet Fighter တစီ MI 35တစီအုံပြုကဘုံကျဲခြင်း point ship မော်တာတနက်များဖြင့်ပစ်ကူခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်ဂျပိုက်တာဖြင့်ဘုံကျဲချိန်သည်တောင်ယာမီကိုများထူပြောနေချိန်ဖြစ်၍စစ်ကောင်စီတပ်သားများအပေါ်ဂျပိုက်တာကမှားယွန်းကတချိန်ဘုံကျဲခဲ့သည်ဟုဆိုသည် မလား25ရက်နနက်9နာရီမှ10နာရီအချိန်အထိရင်းနှီးမြို့နယ်ကြိုချောင်းကျေးရွာအနီးစစ်ကောင်စီတပ်သားအင်အား600ခန့်ဖြင့်ထပ်မံစစ်ကြောင်းထိုးလာသောကြောင့်အသင်းရောက်ရှိနေသောပူပေါင်းတပ်များနှင့်ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရပါသည်မလား30ရက်ညနေ4နာရီမှ6နာရီအထိတန်တောင်မြောက်ပိုင်းမြောက်နန်းချိုကြီးရွာအနီးသို့အင်အားရှိရာခန့်ဖြင့်ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပူးပေါင်းတပ်ဖွဲ့များကအသင့်ဆောင်ဆိုင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါသည် ဧပြီလ2ရက်မွန်းတက်12နာရီမှာမွန်းလွဲ2နာရီ30မိနစ်အချိန်တီတန်တောင်မြောက်ပိုင်းရွာတန်းရှိကြီးရွာမှာမြောင်နှမ်းချိုကြီးရွာသို့ဝင်ရောက်လာသောအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လာရီပူပေါင်းတပ်များတိုက်ခိုက်ခဲ့ရာအကျန်းဖက်စစ်သားများအထိနာပြီးပြန်ဆုတ်ပြေးသွားကြောင်းသိရပါတယ်။နေပြည်တော်မှဆေလွတ်လိုက်သောတပ်မ88လက်အောက်ခံစစ်တပ်စစ်ကြောင်းနဲ့နေပြည်တော်တိုင်းစစ်ဌာနတရင်900တရင်800လေးတရင်800ခွန်တရင်800ရှိ RTC စစ်ကြောင်းတန်တောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ ွယ် KNDO တပ်တို့အကြား33ရက်အတွင်းပြင်းထန်တိုက်ပွဲ6ချိန်နှင့်ကကင်းအတွင်းအသေးစားတိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာအားနေမြေရှင်လင်းစဉ်စစ်သားအလောင်း62လောင်းနှင့်လက်နက်ခဲယံအချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။ထို့ပြင်စစ်ကောင်စီတပ်သား100ကျော်ထိခိုက်ဒဏ်ရာရရှိပြီးစစ်ကောင်စီတပ်သား3ဦးလည်းလက်နက်နှစ်လက်ခဲယံအချို့တို့ဖြင့်အလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါသည်။ တော်လရေးပူပေါင်းတပ်ဖွဲ့များမှလည်းတရင်ရှိရလိမ့်မှာရဲဘော်ကြားလေးပေါင်နှချောင်းကြည်ဖောက်ဝင်တန်ရ KNDO ရဲဘော်တအူလက်မောင်းကျိုးတန်ရ KNDO ရဲဘော်တအူ60မမကြည်စာဖောက်ဝင်တန်ရ KNDO ရဲဘော်တအူ40မမ89ကြည်တီနှကန်းပြက်ရှတန်ရ တရင်809မှာရဲဘော်အားတဲ့ခြေချင်းဝက်ကြည်တိမှအယိုးကြေတန်းရအတိအသည့်ရရှိခဲ့ကြောင်းသိရပါတယ်။ယခုအချိန်တွင်ရန်သူစစ်ကောင်စီမှအပြစ်ခတ်ရဲစဲကြောင်းထုတ်ပြန်ထားတော်လဲမြေပြင်တွင်မူစစ်တောင်းများအင်အားဖြည့်တင်းခြင်းမြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းဒရုန်းများဖြင့်ပုံကျဲခြင်းလေယာဉ်များဖြင့်ပုံကျဲခြင်းတို့နေ့စဉ်နဲ့အမျှအမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်းနေပြည်တော်တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးစကိုင်းငလင်ကြောင့်ပြည်သူထောင်ကြီးတည်ဆုံခဲ့တော်လဲနေပြည်တော်တွင်မင်းအောင်လိုင်းကတကြံပွဲလုံးပျော်ပါဆိုဝင်နေစစ်ဗိုလ်ချုပ်များအလုံးတနခါအလင်းခံခဲ့ကြပြီးတပ်ပုံနှင့်ဗီဒီယိုများပြင်ပသို့မပြတ်စီရန်တားမြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရရှင် စကိုင်းငလင်ကြီးကြောင့်ပြည်သူထောင်ကြီးတည်ဆုံခဲ့ပြီးအပြည့်အစည်းကြီးမှခဲ့တော်လဲအကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်အရာရှိကြီးများမှနေပြည်တော်တွင်တကြံပွဲပြုလုပ်ပျော်ပါကြကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ် ။မေအောင်လိုက်ဆိုဝင်အောင်လင်းတွေးအပါဝင်ထိတ်တန့်စစ်အရာရှိကြီးများမှာဧပြီလ23ရက်နေ့နေပြည်တော်မြို့တော်ဝင်မန်တပ်နေပြည်တော်လမ်းလျှောက်တကြံတို့ကိုတွားရောက်ဖွင့်လှစ်ပြီးရေပတ်ခန့်ခြင်းအလားပြကားများဖြင့်လှည့်လည်ပြသမှုကိုကြီးစုခြင်းရေပတ်ကစားခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါဗျာ။ ။နေပြည်တော်တွင်တနက်ခါလိန်တရုတ်ဖော်မှုများပြုလုပ်ခဲ့ရတွင်မင်းအောင်လိုက်မှအပါဒုစစ်ကောင်ဆောင်စိုးဝင်းအပါဝင်ဗိုလ်ချုပ်များအားလုံး၏ပါများတွင်တနက်ခါအလင်းခံခဲ့ကြပြီးယင်းတနက်ခါအလင်းခံထားရသည့်စိုးဝင်းနှင့်ဗိုလ်ချုပ်များ၏ဓာတ်ပုံများကိုပြန့်နှံ့ခြင်းမပြုစေရန်စစ်ကောင်စီကတားမြစ်ခဲ့ကြောင်းသိရပါသည်။ တက်ချုပ်ကလွှဲရင်ကျန်တဲ့ဗိုလ်ချုပ်တွေအားလုံးကမျက်နာမှာတနက်ခါးတွေအလင်းခံခဲ့ကြပါတယ်။အဲ့ဒီဓာတ်ပုံတွေကိုတော့ပြင်ပကိုပြ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 င်ကြီးဓာတ်ပုံတွေထွက်သွားတာမျိုးမလုပ်ဖို့တားမြစ်ထားပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အကျန်းဖက်မင်းအောင်လိုက်မှာယခုတကြံကာလအတွင်းနေပြည်တော်နှင့်ပြည်ဦးလွင်တို့တွင် သွာလာနေထိုင်မည်ဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးနေပြည်တော်ကိုဗဟုပြု၍ယနေ့နဲ့နဲ့အစောပိုင်းငလင်လှုပ်ခတ်ခဲ့ပြီးပြည်သူများနဲ့နန်းစီရံဝန်ထမ်းများထိတ်လန့်တုန်လှုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။နေပြည်တော်ကိုဗဟုပြု၍ယနေ့နဲ့နဲ့အစောပိုင်းငလင်လှုပ်ခတ်ခဲ့ပြီးပြည်သူများနဲ့နန်းစီရံဝန်ထမ်းများထိတ်လန့်တုန်လှုပ်ခဲ့ကြောင်းဝန်ထမ်းများနဲ့ပြည်သူများထံမှစုံစမ်းသိရှိရပါရယ်။ယနေ့ April 14ရက်နေ့နနက်2:32မိနစ်အချိန်နေပြည်တော်ဒက္ခိဏတီတီမြို့အတွင်းမြေအောက်အနက်9.6ကီလိုမီတာကိုဗဟုပြု၍ ်။ Restars ကလေးတသမခွနဲ့အစင်းနဲ့အင်အားအသင့်တင်ရှိသည့်မင်းကလင်တစ်ခုထပ်မံလောက်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒီမနက်အားလုံးအိမ်မောကြနေတဲ့အချိန်ငလင်လှုပ်တာအတော်ကိုတည်တာတယ်။ အရာအကုံကိုထပြေးရတာဒီတစ်ခေါက်လှုပ်တာကလည်းအတော်ကိုကြံပါတယ်ငလင်းလှုပ်ပြီးတော့အပြင်မှာပဲထွက်ပြီးငုတ်တုတ်ထိုင်နေရတယ်ဟုနေပြီးတော့ရွှေကြပင်ရွက်ကမှဖီသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်နေပြီးတော့မှနန်းစီရီယံဝန်ထမ်းအများစုကလည်းယနေ့နဲ့နောက်ပိုင်းလှုပ်ခတ်သွားခဲ့သောငလင်းကြောင့်ဝန်ထမ်းမိသားစုများထိတ်လန့်ထုတ်လုပ်ကြကြောင်းပြောဆိုကြပါတယ်စစ်ကောင်စီမိုးလီဝတာနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရယနေ့ဧပြီလ14ရက်နေ့နနက်9:32မိနစ်အချိန်၌ တောင်တွင်းကြီးမြို့ဤအရှိတောင်ဘက်၁၂မိုင်ခန့်အကွာအနက်၁၁ကီလိုမီတာခန့်ကိုဗဟိုပြု၍အင်အားရက်စတာစကေ၅အဆင့်ရှိအင်အားအသင့်တင့်ရှိသောမြင်းကလင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းသိရပါသည်။ ဒီမနက်2:33မိနစ်တောင်တွင်းကြီးမြို့ပေါ်မှာလဲစက္ကန့်20လောက်ငလင်တိတိတတ်တာလှုပ်ခတ်သွားတယ်လို့တောင်တွင်းကြီးမှာပြည်သူတို့ကပြောဆိုပါတယ်။အလားတူပဲယမန်နေ့ဧပြီလ23ရက်နေ့မြန်မာစံတော်ချိန်ည7:16မိနစ်အချိန်မောက်မွေမြို့ဤအရှိတောင်ဘက်36မှန်ခန့်အကွာအနက်30ကီလိုမီတာခန့်ကိုဗဟိုပြု၍အင်အားရက်စတာစကေ3.9အစဉ်ရှိအင်အားအနည်းငယ်ရှိသောမြင်းငလင်တစ်ခုလဲလှုပ်ခတ်သွားခဲ့ကြောင်းမိုးလီဝတာနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတရင် င်းထုတ်ပြန်ထားပါတယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်